င်္ဂလာပါကျွန်တော်မင်းတူပါကျွန်တော်တို့ preposition ကိုမှန်မှန်ကန်ကန်သုံးတတ်အောင်လို့ကွက်လပ်ဖြည့်ပုံစံလေးနဲ့အားလုံးကိုစမ်းသပ်တာဒါဆိုရင်အပိုင်း1ဖြစ်ပါပြီ part 2ပါဆိုတော့အပိုင်း1မှာကွက်လပ်ဖြည့်ဝတ်ချပေါင်းခုနှစ်ခုထီအောင်ပေးလိုက်တယ်အများစုဖြည့်ပေးကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အဲအများစုလည်းမှန်နေကြအောင်လို့ကျွန်တော်အယံဝမ်းသာပါတယ်ဂုဏ်ယူပါတယ်ဒါဆိုတော်တော်လေးအင်္ဂလိပ်စကားကိုလေးလေးနဲ့လေ့လာထားရဲဆိုတော့သိတာပါတယ်အခုကျွန်တော်ဒုတိယပိုင်းအနေနဲ့နောက်ထပ်ခုနှစ်ခု ဝါကျခုနှစ်ခုကျွန်တော်ထပ်ပြီးတော့မျှဝေပါမယ်အဲ့ဒီဝါကျလေးတွေကိုကျွန်တော် preposition we bet နေရာလေးမှာကွက်လက်ချန်ထားခဲ့မယ်ပြီး abc နဲ့ကျွန်တော်အဲရွေးချယ်စရာတုံးခုပေးပါမယ်အဲ့ဒါလေးကိုကွက်လက်နေရာမှာတစ်ခုရွေးဖြေပါအဲဖြေတဲ့အခါမှာလဲကွန်မန့်ရေးတဲ့အခါမှာကျွန်တော်တို့အဲဘယ်မေးခွန်းအတွက်လဲဆိုတာသိရအောင်လို့ number လေးပဲတက်ပြီးတော့ဥပမာ number 1အတွက် b ဆိုရင်1ပြီးရင် b လို့ဖြေပေးပါ ကနန်းပိုင်းကျတော့ဘယ်ဝက်ကြောက်ကိုဖြည့်မှန်းကျွန်တော်တို့မသိရဘူးပေါ့နော်ဒါဆိုရင်အကဲဖြတ်တာနည်းနည်းခက်တယ်ပေါ့ဗျာ wifi အားလုံးဖြည့်ပြီးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့အပိုင်းနှစ်ကိုကျွန်တော်ဆက်ကြည့်ကြအောင် number 1 let's go get the car a in b on c up တော်ချဆိုဟဲ့ကောက်တက်တော့ဒီစကားကို a in နဲ့ပြောမလား b on နဲ့ပြောမလား c up နဲ့ပြောမလား အဲဒီနေရာမှာကျွန်တော်ကန့်သက်ချက်ထားချင်တာကတော့ကျွန်တော်ကားဆိုတဲ့နေရာမှာကိုယ့်ရဲ့အိမ်စီးကားတော့မဟုတ်ကားတိတိလေးတွေကိုဆိုလိုပါတယ်ကျွန်တော်ကားကြီးတွေ truck ကြီးတွေဆိုလိုတာမဟုတ်ပါဘူး number 2 you better get the train now a in b on c up မင်းရထားပေါ်တက်သင့်ပြီဒီစကားကို a in နဲ့ပြောမလား b on နဲ့ပြောမလားတော့မဟုတ် c up နဲ့ပြောမလား number 3 I wanted to invite you my wedding. A on, B for, C to. ငါမင်းကိုငါ့ရဲ့မင်္ဂလာပွဲကိုဖိတ်ချင်ခဲ့တာဒီစကားကို e A on la? B for နဲ့သုံးမလားအတုံးမဟုတ် C to la? Number four, Don't look me that way. A after, B at or C on. ငါ့ကိုအဲ့လိုအကြည့်နဲ့မကြည့်နဲ့လို့ပြောချင်ရင် A after သုံးမလား B at ကိုသုံးမလားသုံးမို့ C on ကိုသုံးမလားတခုရွေးကြည့်ပါ Number 5 Come on you can be the winner don't give A at B away or C up လောစမ်းပါမင်းအနိုင်ရနိုင်တယ်အရှုံးပေးလိုက်နဲ့ဆိုတဲ့စကားကို so, a, a at နဲ့သုံးမလား B away နဲ့သုံးမလားသုံးမို့ C up နဲ့သုံးမလား Number 6 Don't talk back me. A to B with or C for. ငါကိုပြန်မပြောနဲ့ဆိုတဲ့စကားကို really A to နဲ့တော့မလား B with နဲ့တော့မလားတမို့ C for နဲ့တော့မလား The last one number 7 I'm really proud you A for B with or C off ငါမျိုးအရန်ကုန်ယူတယ်မင်းအတွက်အရန်ကုန်ယူတယ်ဆိုတဲ့စကားကို a for နဲ့သုံးမလား b with နဲ့သုံးမလားသို့မဟုတ် c off နဲ့သုံးမလားတခုရေးကြည့်ပါဟုတ်ကဲ့ပါဒါရီကတော့ဒီအင်္ဂလိပ်စကားမှာအရေးကြီးတဲ့နော်တင်းတင်းလေးဆိုရင်မဲ့လေအစိပ်ပိုင်းသိရင်မဲ့လေအရေးကြီးတဲ့ preposition အသုံးပြုနည်းတွေကိုမှန်မှန်ကန်ကန်အသုံးပြုတတ်ရလားဆိုတော့ဒီကွက်လပ်ဖြည့်ပုံစံလေးရေးနေကျွန်တော်အားလုံးသိရအောင်အားလုံးဖြည့်နိုင်အောင် Facebook မှာမျှဝေပေးနေရဖြစ်ပါတယ်ဆိုတော့ အဖြေမှန်လေးတွေကိုမှန်တယ်လို့ထင်တဲ့အဖြေလေးတွေကိုခုမှမှနံပါတ်လေးတက်ပြီးတော့ A B C တခုရေးပြီးဖြည့်ကြည့်ပါအားလုံးအဖြေမှန်ဝင်ကျွန်တော် bear proposition ကို bear ဝတ်ကြမှာဘာကြောင့်သုံးလဲဆိုတာလေးကိုဗီဒီယိုလေးနဲ့တခြားလေးအားလုံးနားလည်အောင်ရှင်းပြပေးပါမယ် Thank you for watching